ဆွီဒင်နိုင်ငံဇက်ကွန်မဏီကထုတ်လုပ်တဲ့ A26 Player ခင်းရဲလို့ခေါ်ဆိုတဲ့ရင်ငုပ်သင်းမော၃စင်ကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်ကြောင်းပူလန်ကာကွယ်ရေးဝန်ကြီးဝါဒက်ဆွာကိုနီရှီယာခမိရှ်ကနိုဝင်ဘာလ26ရက်မှာကြေညာခဲ့ပါတယ်ရုရှားရဲ့ကျူးကျော်စစ်ဆင်တင်ချိန်ကစပြီးဘော်တစ်စ်ပင်လည်းဟာရုရှားနဲ့အနောက်နိုင်ငံတွေရဲ့ရှေ့တန်းစစ်မျက်နှာတစ်ခုဖြစ်လာတဲ့အတွက်ဆွီဒင်နဲ့အတူပင်လယ်ပြင်ကာကွယ်ရေးနဲ့စစ်ဆင်ရေးတွေလုပ်နိုင်ဖို့အတွက် ။ဆွီဒင်ရင်ငုတ်သင်းမောတွေဟာအကောင်းဆုံးနဲ့အသင့်တော်ဆုံးရွေးချယ်မှုဖြစ်တယ်လို့လည်းကိုနီရှီယာကာမစ်ကပြောပါတယ်။ရင်ငုတ်သင်းမောသုံးစင်းအတွက်ခန့်မှန်းငွေဒေါ်လာတန်း2300ကျော်အထက်မှာရှိနိုင်ပြီးနှစ်ကုန်ပိုင်းမှာတရားဝင်အပြီးသက်သဘောတူစာချုပ်ချုပ်ဆိုသွားမယ်လို့လည်းပိုလန်ကာကွယ်ရေးဝန်ကြီးကပြောဆိုထားပါတယ်။ဆွီဒင်ကာကွယ်ရေးဝန်ကြီးဖော့ယွန်စင်ကလည်းဆွီဒင်နိုင်ငံလုံးရင်ငုတ်သင်းမောတွေကိုရွေးချယ်ဝယ်ယူအားပြည့်တဲ့အတွက် အားရကျင်းတဲ့သလိုဘော်ဒစ်ပင်လေကောက်ွက်ရေးနဲ့ပိုလန်ဆွီဒင်နှစ်နိုင်ငံပူးတွဲဆစ်စင်ရေးအတွက်သပိုင်းဝင်နေဖြစ်တယ်လို့ပြောကြားထားပါတယ်။